လယ်သမားတွေမဟုတ်လားလေဟုတ်ပါတယ်ဆရာကြီးလေကျွန်တော်တို့လယ်သမားတွေပါတယ်ခင်ဗျားတို့လက်ထက်မှာလယ်မြေတွေမရှိပဲနဲ့တနက်ကင်တဲ့လူတွေရဲ့လက်ထက်မှာလယ်မြေတွေဘာလို့အများကြီးရှိနေတာတုံးလဲအဲ့တော့ကျွန်တော်အောက်ရောက်တော့တိုးတိုးလေးပြောပါတယ်တနက်ပင်နေကြည်စံပင်နေစိုက်မလို့နေမှာပေါ့ဆရာရဲ့လို့တို့ကြည်စံရောင်းစားလို့ရတယ်လေကြည်စံရောင်းစားလို့ရတယ် ခုကြီးစံကိုရောင်းစားတဲ့စစ်သားတွေကျွန်တော်တို့သတင်းတွေမှာဖတ်နေရပြီရောင်းစားစရာမရှိလို့ကြီးစံကိုရောင်းစားရတဲ့စစ်သားတွေဘလို့မှလကနဲ့မလောက်လို့မူရစေဝါလောက်ရတယ်ပြည်သူရဲတွေအဲ့ဒီလူတွေကိုအပြစ်မမြင်စေခြင်းမူကျွန်တော်ကဝိုင်းစုခိုင်သိမ်းလို့ပဲကျွန်တော်သဘောထားစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနိုင်ငံဝန်တန်းတွေဟာအားလုံးကိုကိုစားပြုတဲ့တနည်းအားဖြင့် တိတ်တဆိတ်စန္ဒထုတ်ဖော်မှုကိုလှုပ်လိုက်တာပဲလို့ကျွန်တော်ခံစားရတယ်။ကြည်စံကိုတော့ရောက်စားရတဲ့စစ်သားတယောက်ရဲ့ဘဝဗျာစဉ်းစားကြည့်ပါ။မွေးစေးကိုဖမ်းမယ်ရဲကသူကိုယ်တိုင်မွေးစေးဖြန့်နေရတယ်ဆိုတော့စဉ်းစားကြည့်ပါ။တရားဥပဒေစုံမွေးမပြောတော့ပါဘူးစုံမွေးပါလေဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့ဘိုးချုပ်ကိုချစ်တယ် ရိုးသေးတယ်လေးစားတယ်အဲ့ဒီထက်ပိုတဲ့ကြည်ညိုတဲ့စိတ်တိုင်းပြည်လုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့စိတ်ထဲမှာဗိုလ်ချုပ်ကဘာကြောင့်ကြည်ညိုကြတာလဲဒီနေရာမှာကျွန်တော်တခုတင်ပြလိုပါတယ်ဗိုလ်ချုပ်တို့ကြာဆုံးတာ1948ခုဇူလိုင်19ရက်1945မှာမကြဆုံးခင်ဆိုင်းဆရာကြီးညတောင်းညိုကစောက်တုပ်ရေးပါစောက်ရဲ့နာမည်ကအောင်ဆန်း ဘယ်လဲအောင်ဆန်းပါလဲ1948ခေါ်မှာဘုကျိုးတို့ကြာဆုံးနေရေးတာက1945ရေးတဲ့သူကဆိုင်းဆရာကြီးညာတောင်းညိုဆိုင်းဆရာကြီးညာတောင်းညိုရဲ့ဘုကျိုးပေါ်တတ်မှတ်တဲ့မှတ်ချက်ဝိသေသပြုမှုကျွန်တော်တင်ပြလိုပါတယ်အောင်ဆန်းဟာလူတို့ဖြစ်နေတယ်လူတို့ကြီးကအင်္ဂလိပ်ကိုမကြိုက်တဲ့အခါအောင်ဆန်းက အင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့တယ်လူလူကြီးကနိုင်ငံသားအကူအညီကိုမျှော်တဲ့အခါဂျပန်ကိုခေါ်လာတယ်ဂျပန်တွေကဖက်စစ်စနစ်ကျင့်သုံးလို့မောင်းထုတ်ခြင်းတဲ့အခါအောင်ဆန်းကတက်မတော်နဲ့မောင်းထုတ်ပေးတယ်အောင်ဆန်းရဲ့စိတ်နဲ့လူလူကြီးရဲ့စိတ်ဟာတထရတယ်အောင်ဆန်းဟာလူလူကြီးလှုပ်ချင်တာကိုလှုပ်ပေးနေတယ်အောင်ဆန်းဟာတို့လူပဲလို့ လူဒုကယူဆတယ်။အောင်ဆန်းဟာလူဒုလူဒုတဲကလူတယောက်ဖြစ်နေတော့လူဒုဆန္ဒကိုသိနေတယ်။အောင်ဆန်းရဲ့ဆန္ဒဟာလူဒုရဲ့ဆန္ဒလူဒုရဲ့ဆန္ဒဟာအောင်ဆန်းရဲ့ဆန္ဒအောင်ဆန်းလုံးသမျှဟာလူဒုလုံးသမျှပဲ။ဒါဟာဆရာကြီးမြတ်တော်ညိုရဲ့1945ကဘုကျော်အောင်ဆန်းပေါ်မှာပေးခဲ့တဲ့မှတ်ချက်ဖြစ်ပါတယ်။ တော်တို့ဘာဖြစ်လို့ဘုရားအောင်ဆန်းကိုကြီးညိုလေးစားကြတာလဲလို့ပြောရင်လူတို့ရဲ့ဆန္ဒနဲ့ဘုရားရဲ့ဆန္ဒဟာတသဘောတည်းဖြစ်နေတယ်လူတို့ရဲ့ခက်ခဲတွေကိုဘုရားကနားလည်တယ်လူတို့ရဲ့တောကတွေကိုမျှဝေခံစားပေးနိုင်တယ်ဒီနေ့ခေတ်စနစ်မှာဖြစ်နေတဲ့မကောင်းဆိုးဝါးတွေကိုကျွန်တော်သိပြီးတော့ပြောချင်ဆိုချင်စိတ်အာတိတနဲပါတယ်အဲ့တော့အာဇာနီနေ့မှာဘုရားရဲ့ကြီးမြတ်တဲ့ခွန်ယူတွေကို ြောကြရင်းနဲ့ကျွန်တော်ကဗိုလ်ချုပ်ကိုဘာကြောင့်ကျွန်တော်တို့ကြီးညိုလေးစားရတယ်ဆိုတာကိုတင်ပြလိုခြင်းဖြစ်ပါတယ်။တိုင်းပြည်အတွက်နိုင်ငံအတွက်အလုံးလုံးသွားတဲ့နေရာမှာအယူအသားဆုံးအရှင်းဆုံးနဲ့လောက်ကင်ဆောင်တော့ခဲ့တဲ့ဗိုလ်ချုပ်တိုင်းပြည်လုံးကချစ်တာမဆမ်းပါဘူး။ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီလိုခွင့်ရေးတွေရရှိဖို့ဒီလိုဟောပြောခွင့်တွေရရှိဖို့ကျွန်တော်တို့စူးစမ်းခဲ့ရတယ်။မဆာလာ26နှစ် နာဝတာနာအဖ22နှစ်နှစ်ခုပေါင်းရင်48နှစ်အိယောင်ဝါလောက်တာ2နှစ်စုစုပေါင်း250နှစ်50ကိုကြော်ပြီးမှကျွန်တော်တို့ဒီခွင့်ရေးကိုရတယ်ဒီစကားတွေကိုပြောရတယ်ပြောနေတဲ့ရည်ရွယ်ချက်ဟာတခုတည်းပါပဲအာနာရှင်စနစ်ကိုကျွန်တော်တို့မလိုချင်ဘူးဘာဖြစ်လို့အာနာရှင်စနစ်ကိုမလိုချင်တာလဲဆိုတော့တကပါလုံးမှာရှိတဲ့ဘယ်နိုင်ငံမှမဆိုကြည့်လိုက်ပါ ဘဲအာနာရှင်ကမြန်ပြည်သူလူထုအဖို့ကိုကောင်းခဲ့လို့လေလွန်လွန်လေးလူရင်းတို့ရှင်ပြောရရင်အာနာရှင်မှန်သမျှဟာလူလိန်နေကြီးပဲတဲ့လိန်မုံလိန်နီးတော်မှာအမျိုးမျိုးဆန်းဆန်းရှိတယ်လက်ရှိပြစ်ဆုပ်ပံကိုလည်းလိန်နေတဲ့ပြီးကြတဲ့အတိတ်ကိုလည်းလိန်နေသူ့တပားကိုလည်းလိန်နေတဲ့ ကိုကိုလည်းလိန်ဖို့စူးစမ်းတယ်ဒီစကားတွေအားလုံးကိုချုပ်လိုက်တဲ့အခါကျတော့အာနာရှင်မှန်သမျှသည်လူလိန်နေကြီးပဲသို့တော့လူလိန်နေမှန်သမျှကတော့အာနာရှင်ဖြစ်ခြင်းမဖြစ်မယ်အာနာရှင်မှန်သမျှကတော့လူလိန်စင်းဝင်ပါတယ်ဘုရားဆန်းအောင်ဆုံးအသက်ပေးပြီးတော့ တိုင်းပြည်တော်လှုပ်လှုပ်သွားတဲ့နေရာမှာသူအမြင့်ဆုံးယူခဲ့တဲ့ယာတို့ကဗိုလ်ချုပ်ပါဗိုလ်ချုပ်တဲ့ကြီးတဲ့ယာတို့သူမယူခဲ့ဘူး General အောင်ဆန်းဒါပဲဗိုလ်ချုပ်အောင်ဆန်းတိတဲ့ကြီးတဲ့ယာတို့လည်းသူမတီထွန်ခဲ့ဘူးယူလည်းမယူခဲ့ဘူးနိုင်ငံတကာမှာလည်းမကြားဘူးကျွန်တော်တို့အဲ့တော့ကိုစားကနာတည့်ရမှာကျွန်တော်ပြောတယ်ခမရတီမွေးကူကဆင်းလာမလားတဲ့တိတ်ဆန်ရှိကူတဲ့ရှာဝင်ဆိုတော့နွားတွေကိုကြိလိုက်လို့ ဲ့ဒီနွားတကောင်ကိုကြည့်ပြီးတော့ဆလောက်တာလို့ခေါ်တဲ့တားတက်ရံကိုပို့တယ်မပို့တယ်ကိုခင်ဗျဘလို့ဆုံးဖြတ်တယ်ဆိုတော့သိတယ်မလားတဲ့ဟာသိတာဘောလို့ကိုသူရရဲ့သိတာဘောလို့သိတယ်ကိုလို့အေးတဲ့ကျုပ်ကတော့လူရှင်တော်အနေနဲ့ပဲသိတာတဲ့ကျုပ်ကတော့ဘလို့သိလဲဆိုတော့ကျုပ်ရဲ့ရှေ့မှာနွားတကောင်ရောက်လာလို့ကြည့်လိုက်မယ်တဲ့အဲ့ဒီနွားကြီးကဂျိုကုတ်နေမယ်ဒူးတွေကြီးနေမယ်ဆိုရင်ဂျိုကုတ်ဒူးကြီးဆိုရင်အဲ့ကောင်နတ်သက်ယုံပို့လိုက်တာပဲတဲ့ နွားဆိုရင်ပြောတာနော်ဂျိုးကုတ်ပြီးတော့ဒူးကြည့်နေတဲ့နွားဆိုရင်တော့ကျုပ်ကနှစ်သက်ယုံပို့လိုက်တာပဲတဲ့ဟုတ်တယ်ဟုတ်တယ်ကိုလို့ဂျိုးကုတ်ပြီးဒူးကြည့်နေပြီဆိုရင်တော့ဒီနွားကအရိုးတွေအစ်စ်တွေမကောင်းထားတော့ဘူးသူ့အသားအဖြစ်ပဲသုံးရတော့မှာအဆရှိသဖြင့်အဲ့တော့ကျွန်တော်နိုင်ငံမှာຢာဒူးတွေຢာဒူးဆိုတော့ယူတာလို့မပြောချင်ပါဘူးအဲ့တော့ကျွန်တော်ကခီးတွေလက်ပတ်ပြီးတော့ထွက်တယ် ထွက်တဲ့ခါကျတော့အင်းအားအင်ရှင်မကနော်ကျွန်တော်ပြောခဲ့ပြီးပါတယ်ကျွန်တော်ဇနီးဝုံမုံရွှေကြီးသိတယ်နော်ဆိုတဲ့ခါကျတော့ဖြစ်သူနဲ့အတူမနေရတဲ့ခါကျတော့သူခင်ဗျားလည်းသိစိတ်ကမကြည်လင်ဘူးပေါ့မကြည်လင်တဲ့ခါကျတော့ကျွန်တော်အမြဲတမ်းပြောတယ်အဲ့တော့ပြောတော့ကျွန်တော်တဏှာကနေလှမ်းပြီးတော့ကျွန်တော်ငောက်လိုက်တယ်သူမင်းငါ့ကိုဘာလို့ရှောက်ပြောနေတာလဲငါခုအလုံးလုံးနေတာကွာလေမင်းစကားပြောတာစင်ကြင်ပါလို့ငါမင်းရဲ့အိမ်တော်ဦးစီးတိုင်လုံးရဲ့အိမ်တော်ဦးစီး ကျွန်တော်မိမကကျွန်တော်အင်မတန်ယုံသေးပါတယ်။ရှင်အိမ်တော်ဦးစီးဖြစ်တော်ကျွန်မရှင်ကိုဘာကူးဆက်ရမှာလဲ။ကျွန်မစေကန်းရတဲ့ပတ်စံနဲ့ရှင်စားနေတာမလားတဲ့။အဲ့ဒါလည်းမှန်ပါတယ်။ဒါပေမဲ့ကျွန်တော်ကဘယ်ရမလဲကျွန်တော်စာရေးဆရာပဲ။ဟေးငါဟာပါမန်အိမ်တော်ဦးစီးတယောက်မဟုတ်ဘူးကွာလို့ပြောသားမအောင်ပြောသားမအောင်လို့ရှင်ကဘာတွေကြောင်ပြန်ပြီလဲ။ဟေးဒီနေ့ကစပြီးတော့ငါဟာအိမ်တော်ဦးစီးမှုကြီးဖြစ်သွားပြီကွာ။ တော့မိမယူနေလားတဲ့ရှင်းကိုဘယ်သူကယာလူတိုးပေးတာလဲမသိဘူးလို့ငါလည်းတရင်သာဖန်ရင်းနဲ့တွေးလို့လို့သူတို့တော်မှာကိုယ့်အကူတိုးလို့ရတယ်ငါလည်းကိုယ့်အကူတိုးကြည့်တာလို့အဲ့တော့အစတော်တော့အိမ်တော်ဦးစီးပေါ့အခုတော့အိမ်တော်ဦးစီးမှုကြီးပေါ့ဒါပေမဲ့မိမကမခန့်ပါဘူးဆိုတော့စောစောကကျွန်တော်ပြောချင်တာကကျွန်တော်တို့ဗိုလ်ချုပ်ပေါ်မှာချစ်တဲ့ချစ်စိတ်တွေနော်စောစောကကျွန်တော်ရဲ့မူလကောင်းစဉ်ဖြစ်တာတိုင်းပြည်နိုင်ငံနဲ့ဆောင်ရွက်ကြတဲ့နေရာမှာတော်ဖို့လိုသလိုတောင်းဖို့လည်းလိုတယ် အဲ့ဒီလိုကောင်းမှုလိုတယ်ဆိုတဲ့စိတ်ဟာကျွန်တော်တို့ရင့်ကျက်တဲ့နှလုံးသားမြင့်မြတ်တဲ့နှလုံးသားပိုင်ဆိုင်မှုဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့စဉ်းစားနေရပြီအော်ဆွဲမဆွဲဆိုတဲ့ကိစ္စအော်မဆွဲပါဘူးเนาะအော်ဆွဲပါသလားမဆွဲဘူးเนาะကျွန်တော်တို့ကကျွန်တော်တို့အော်ဆွဲတာကတ်တုံးဆရာတွေကပြောတယ်အော်သာမဆွဲတာလေအချိန်ကြတော့ဆွဲတယ်တဲ့အော်အော်သာမဆွဲတာလေအချိန်နေကြတော့အများကြီးဆွဲတယ်တဲ့เนาะဆိုတဲ့အခါကျတော့အဲ့တော့ခုနက အာနာရှင်မန္တမယောက်ကိုခုနကကျွန်တော်ပြောခဲ့တဲ့ထက်မှလူလိန်ဆိုတာကကိုကိုကိုလည်းလိန်မှုစူးစမ်းအာဒါနီနဲ့ခန္ဓာကိုပြီးခဲ့တဲ့နှစ်ကာလပေါင်းများစွာကကျွန်တော်ကျင်းပခွင့်မရခဲ့ဘူးစင်ပြုတ်မျက်နှာစင်မဲမကြည့်ဝင်တယ်လို့ကျင်းပခွင့်မရခဲ့ဘူးလက်ရှိပြစ်ဆုံးပံကိုလည်းလိန်နေအတိတ်ကိုလည်းလိန်မှုစူးစမ်းတယ်ကိုကိုကိုလည်းလိန်နေသူ့တစ်ပါးကိုလည်းလိန်မှုစူးစမ်းတယ်ဒါဟာကျွန်တော်တို့မြန်မာနိုင်ငံတရားနိုင်ငံနဲ့အတွက်ကျွန်တော်ရည်ရွယ်ပြီးပြောနေတဲ့စကားမဟုတ်ဘူး တကဘာလုံးမှာရှိတဲ့အတိုင်းတိုင်းအပြည့်အပြည့်အတွက်